ထလာလိုက်ပါပြီအမြင်ဆန်းလိုက်ပါပြီမြင်ရတွေ့ရသူတွေကိုအံ့ဩမြင့်သက်နိုင်လုံးပါပြီ ဟုတ်ပါရဲ့ရှင်။အခုမြင်တွေ့နေရတဲ့လက်မှုပြင်ဆင်မှုတွေကတော့ရှမ်းပြည်နယ်ပင်တရာဒေသရဲ့ထွက်ကုန်းရှမ်းဆက်ကူလို့လူသိများသလိုခုံဆက်ကူရဲလို့လည်းခေါ်ကြတယ်။ဒေသထွက်ဆက်ကူနဲ့ထုတ်လုပ်ထားတဲ့လက်မှုပြင်ဆင်လေးတွေပါပဲ။ရှမ်းဆက်ကူတစ်ချက်ရဲ့ထုတ်ကုန်းတွေကတော့ဒါရုရင်လားဆိုတော့မဟုတ်သေးပြန်ပါဘူး။ဖန်တီးနိုင်ရင်ဖန်တီးနိုင်တယ်လို့အမည်ဆုံးစေးထားပါတယ်။ ဒီစကူစာနေထီးတလက်ပြုတ်လုံနိုင်နေဆိုရင်ရောအံ့ဩပေးရပါရှင်။ဒါကြောင့်မို့ရှမ်းစကူနဲ့ထီးပြုတ်လုံပုံကိုဘုရားတုဒ္ဒအနေနဲ့လေ့လာနိုင်ဖို့ရိုက်ကူးတင်ဆက်ပေးလိုပါတယ်။ထီးတလက်လုံးမျိုးရောကြောင်ရှန်သားနေပြုတ်လုံထားတာပါလေ။ပုံမှန်ထီးတလက်မှာပါဝင်တဲ့အတိုင်းကြီးကောင်းထီးမှာထီးလက်ကောင်းကြီးရောထီးလက်တဲ့ ှိခင်အထည်ရယ်စလာပြီးအာပောင်းနေရှမ်းစကွေထီတွေဖြစ်ပါလိမ့်ကြီးမားရဲ့ဆက်အကူညီမပါပဲကြီးတလက်ဖြစ်ဖို့ပြုလုပ်တဲ့လှုပ်ဆောင်ချက်အတော်များဟာလက်မှုလုပ်ငန်းတက်တက်အဖြစ်သာဆောင်ရွက်နေတာကိုလေဂုံယူစွာနဲ့တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ဥရောပကြီးမားငပြောတော့ရက်ခွက်လို့ခေါ်ပါတယ်။ဒီငပြောတော့ရက်ခွက်ဟာကျွန်တော်လက်မှုပညာလှုပ်ရှားတဲ့ရွာတရွာဖြစ်ပါတယ်။ ဒီချီဝဲအထားပြီးမှသေမွေဝမ်းကျွမ်းလာလုတ်လာခဲ့ပါတယ်အရင်ဆိုရင်ဥရရက်ွက်မှာဆိုရင်အင်ချေ80လောက်ဝရှိပါတယ်အခုဆိုတုတ်တက်လာပါပြီအခုအင်ချေ150ကျော်ပါပြီအခုဒီလူလက်မှုပညာလေးနေဝဲဘဲဥရဒီကုထုကုထာလန့်လေပါလီတဲ့ကုန်းပါပြီဒီလက်မှုပညာလုတ်သည့်အတွက်ဒီလေမျိုးဝိညာဉ်ကိုလည်းပဲနိုင်ငံခြားသားတွေကသဘောကျပါတယ်ဥဒုလာအားပေးပါတယ် လာရင်ဝယ်ပေးပါတယ်အဲ့ဒါကြောင့်ဥလိုလဲဟိုစားလဲစားတော့နိုင်တယ်လူလဲလူနိုင်တယ်တန်းလဲတန်းနိုင်တယ်ပေါ့အဲ့လိုမျိုးဒီစီလုံငန်းနဲ့ပဲအဲ့မိုးရောင်ချုံလုပ်ခဲ့ပါတယ်လူလူထိရရလုံငန်းကတော့ဒီကျွန်တော်တို့စစ်ကူလောက်တာဒီဆော်ပင်မှကျွန်တော်တို့အခေါ်အခွာယူပြီးမှလုပ်ရပါတယ်ရရှိလာတဲ့အခေါ်လေးကတော့ကျွန်တော်တို့အခုကျွန်တော်မီးနဲ့ပြုတ်ရွာတယ်ပြုတ်တဲ့အခါပြာလေးနဲ့ထည့်ပြုတ်ရပါတယ် အဲ့နိမအောင်ဆိုရင်ကျွန်တော်တို့ငတ်နိုင်ရတော့ပြုတ်ရပါတယ်အဲ့ဒီပြုတ်ရဘူးရည်လေးတန်းစင်ပြီးမှကျွန်တော်တို့မနစ်နဲ့ဆယ်တော့ချိန်ကြီးအောင်ကျွန်တော်တို့ဒီလုံးထူရပါတယ်ထူပြီးချိန်ကြီးပြီးဆိုရင်ကျွန်တော်ခုစက်ကူကန်ထဲမှာပုံစံခွဲလိုက်မှကျွန်တော်တို့ညီပါတယ်ညီတဲ့အခါမှာကျွန်တော်တို့ကညီပြီးဆိုရင်အဲ့ကျေတဲ့ပန်းလေးကိုကျွန်တော်တို့စီတန်းပြီးမှကျွန်တော်တို့ထည့်ရပါတယ်အဲ့ဒါထည့်ပြီးပြီးဆိုရင်အဲ့ကန်ထဲနေဆယ်ပြီးမှကျွန်တော်တို့ နေဘူးလမ်းလေးရင်တဏှာရင်ချော့ပါတယ်အဲ့ဒီတဏှာရင်ချော့တဲ့စက်ကူကိုကျွန်တော်တို့ ठी ကျွန်တော်တို့အိုက်ဒီမိဘုံတွေရတ်တောင်လေးစာအိုက်ဒီစာအုပ်တွေအမျိုးမျိုးလောက်ရပါတယ်ကြည့်တဲ့အကဲအနုစိတ်တွဲဆက်ထားရတဲ့အပိုင်းတွေမှာတော့အမှားအယွင်းမရှိစေဘူးတက်သည့်ပညာမနည်းပါဆိုသလိုအမျိုးသမီးကြီးတွေပါပါဝင်ဆောင်ရွက်ကြပါလိမ့် လက်စင်ကအမွေအဖြစ်အမျိုးသမီးငယ်လေးများကိုလည်းတာဝန်ကူညီလှူဆောင်စေခြင်းဖြင့်လုံရင်းတင်တယ်လို့တည်ယူရင်းနဲ့လည်းကျန်းကျင်တမြောက်ချစီပါပဲ။ဒီအမှုထွက်ကိုတော့မိုင်းခန့်စကူကိုနှစ်ထပ်ကကြာလေးရှိပါနေ။ းဖြင့်ခံနိုင်ရှိမှုအတွေ့တဲသည်စင်ရီတုံလင်းပေးလေရှိပြီးဘူးမီနှစ်တရာအယောင်ကိုဆေးချေလေရှိကြပါသည်ဒီခီတလေအရာရှိလာတဲ့အများများရရှိလာတဲ့ဥစ္စာကိုကျွန်တော်တို့နေ့ကကြားသားလေးလောက်ရပါတယ်တလုံးငါးတောင်ရုံးတယ်တလုံးတသုံးခွဲတောင်လည်းရှိတယ် ်တလုံးကိုနတော့နံလဲစီတဲ့တလုံးကိုစီတော့တံလဲစီတဲ့အမျိုးဆဆတော့ဒါရီနေငါတီနေငါကြရလေဟိုဒါရီမှာပါတယ်ပြင်သည့်စပိန်ကိုလဲမှာကြပါတယ်ဒီကြီးကိုလဲကျွန်တော်တို့ကျွန်တော်တို့နေငါခြားသားမှာမဟုတ်ဘူးပြင်ပန်းဥမာအဖြစ်ဘောတွင်းကျွန်တော်ရော့ဆော့ပြန်လောတောင်ကြီးဟိုကျွန်တော်တို့ပူရပါတယ်ဒီချို့ပဒိန်ကြီးနဲ့ ကျွန်တော်တို့ထိနေกว่าချက်ကြရတဲ့ပဋိသင်ကြီးကတော့သူကတော့လာပါတယ်သူကတော့နိဗ္ဗာန်ဆုံးကျွန်တော်တို့ထိရတော့ထိကြံ့လို့ခေါ်ပါတယ်ဒါမင်းလည်းမူရဆုံးမူတန်လေးရံမူတာအလုံးလို့ကျွန်တော်ထိရအဲ့ဒါကြောင့်ဒီထိသေးရကျွန်တော်တို့တိတ်ဝါလင်းဝါကြီးနဲ့ဝါလီနဲ့ပြုလုပ်ထားတဲ့ထိဖြစ်ပါတယ်နနစ်သုံးနေတော့ခိုင်ဝါရဝါနဲ့လှုပ်ထားတဲ့အတွက်တရားလေးတောင်းလို့ရမရရဲဝယ်ဆုံးပါတယ်နိုင်ငံခြားသားတွေကြိတ်လို့ အမတ်တရားဝေပြောင်းတော့ပါတယ်ဘုရင်ဆွမှုခြင်းခိန်ခန့်အောင်ဆိုရင်ကျွန်တော်တို့အဲ့ဒီစက်ကူတွေပါကပီးရလို့ဆိုရင်ကျွန်တော်တို့ရေနံကြီးတုပ်ရပါတယ်ရေနံကြီးတုပ်လိုက်လို့ဆိုရင်မူးလုံသွားပါပြီသူကရေနံကြီးဆိုတော့မူးမစုသည့်အတွက်တချို့တွေရေနံကြီးတုပ်ပြီးလို့ဆိုရင်မူးဆွမ်းပြီးလို့ဆိုရင်တရားတဲ့လူတွေကြတော့ဝင်ထားပြန်မိပုံမှာတင်ထားပါတယ်ချက်တင်ထားတော့သူကချက်တင်နေရဲ့ခကြတော့အေးထီးကပို့ရင်းနဲ့ခိန်တယ် ပူရင်းလည်းမှုလုံပါတယ်။နှင်းထဲပူရတယ်ကျွန်တော်တောင်ကြီးပူရတယ်။ရန်ကုန်လည်းပူရပါတယ်ကျွန်တော်ဒီလိုထီးအကြီးလေးလေးဆိုရင်ကျွန်တော်တို့ဟိုတယ်တွေမှာလည်းအဲကျွန်တော်ထီးရေးဝယ်ပြီးမှတုံးကြပါတယ်။အေးထီးကြီးတွေဝယ်လို့ရှိရင်ဟိုတယ်ရှိမှာအလားထွန်ထားတာရှိပါတယ်။တချို့ကလည်းစတော့ဆိုင်မှာရှိသေးမှာထွန်ထားတာရှိပါတယ်။အရင်ကတော့စစ်တုပ်ရဲ့နေရာမှာကျွန်တော်တို့ဘယ်နဲ့ခေါ်လေးနေရင်တုံးပါအေးဘယ်နဲ့ခေါ်လေးခွာလိုက်ပြီးမြင်ကျွန်တော်ရင်တွင်းစရင် အဲ့ဒီရောင်ရရှိပါတယ်။အဝါရောင်ကြတော့နင်းကိုထောင်းထောင်းမှရည်နင်းဆိုင်နေအဝါရောင်ရရှိပါတယ်။အစိမ့်ရောင်ကြတော့ကျွန်တော်တို့တော့ထဲမှာကြီးပွားရည်လေးသခုထူထောင်းပြီးရကျွန်တော်ရည်နင်းဆိုင်လိုက်ရင်အစိမ့်ရောင်ရရှိပါတယ်။အခုကတော့ခုနကတော့မြောင်ဆောင်လို့ဆိုတော့ကျွန်တော်တို့အတင်းတုံးတဲ့စင်ပုံတွေပဲကျွန်တော်တို့တုံးဆွဲပါတယ် ရှိဘူးဆိုရင်လည်းကျွန်တော်တို့အခုဒီဒီကတော့ဟိုးခုစီပွန်ဆယ်ရင်ဒီလုံရင်းလုံရင်းနဲ့ဥရလည်းအဲ့ဆန်ခန်းနေမှာစားလို့ပါတယ်အခု66ချွန်နီးဆိုတော့အခုဥရလုတ်တဲ့ကတော့90လောက်ရှိပါပြီအဲခုဒီလုံငန်းလေးကိုလည်းတသမီတွေကိုအမွေနီးပေးပါတယ်တသမီတွေလုံကိုကင်ကိုတတ်ပါပြီအထီးကတော့အဆဆဟိုလေနော်ជីတပီတီနေပီတီတုံးပီတီ လေးပီတီငါးပီတီချော့ပီတီဝါနဲ့ပတ်သက်လာလို့ဆိုရင်လည်းပဲကျွန်တော်တို့ဝါလက်ခုတ်လေးအဲခဏလေးရပြောလို့ကျူးထိုးရုပ်လေးမိအိမ်လေးတွေဝါနဲ့ရရှိလာကြနမဲချမပွားချလေးတွေပလင်းလေးတွေဝါနဲ့ပတ်သက်လာကြအဲ့ဒါတွေရရှိပါတယ်တရွာအောင်လုပ်နေတဲ့ကြီးချီလုပ်ငန်းကိုလက်မှုပညာလေးကိုမတင်ကောသွားအောင်ဥလိုကထိမ့်သိမ့်တဲ့အနေနဲ့ဒီကလေးတွေယူတဲ့တင်ရလေးပြူပေးပြီးမှလက်ဆောင်ကန်းလေး အမွေပေးသွားပါအဲ့လိုဥအနေနဲ့အကျင့်ပြုရှင်ပါတယ် ရင်တဘာဝတရားကြီးကလောကလူသားတွေအားလုံးအတွဲစားဝတ်နေရေးဆိုရင်လူသားဘဝရှင်သန်ရေးအတွဲအထောက်ပံ့ကောင်းတွေပေးထားသလိုဘဝဝမ်းစာစီးပွားဆိုတာကလည်းမချို့သောစေတနာနဲ့မျှဝေပေးထားတယ်ဆိုတာကတော့ရှမ်းပြည်နယ်ဒေသတွေရှမ်းဆက်ကူနေသူ့ရဲ့ထုတ်ကုန်တွေကအကောင်းဆုံးသောမျက်မြင်သာရကလေးပဲမဟုတ်ပါလားဒါကြောင့်မို့ဒီဒေသထုတ်ကုန်တွေကိုတဘာဝရဲ့လက်ဆောင်လို့သာပမာပြုရင်း ပြည်သက်တွေအတွက်အစီအစဉ်တစ်ခုအဖြစ်ရိုက်ကူးတင်ဆက်နိုင်ရပါတယ်ရှင်